မင်္ဂလာပါခင်ဗျာဆရာရဲမြလွင်ဂျပန်ဘာသာမှ တိုက်ရိုက်ပြန်ဆိုတဲ့ဘောဂျံဝိတုအခန်းနှစ်ကိုတင်ဆက်ပေးလိုက်ပါတယ်ပေါ်ဆိုတဲ့အော်အော်ဆွဲတဲ့နဲ့အတူတင်မောကြီးကအချိန်တန်လိုက်တယ်ဆိုရင်ပဲကမ်းမာဆိုင်ကတ်ထားတဲ့ဂရုဖောင်ကြီးဟာကန်းကခွာပြီးကျုပ်တို့တင်မောစီကိုလှော်ခတ်လာတော့တယ်လေထိုးသားတွေရဲ့ကိုပေါ်မှာလဲ အဝတ်ဗလာကျင်းနေပြီးခါကိုသာအဝတ်ပိုင်းနီလေးတွေနဲ့ပတ်ထားကြတယ်အတော်ရိုင်းတဲ့ဒေသပဲစဉ်းစားကြည့်လိုက်ပြန်တော့လေဒီလောက်ပူအိုက်နေမှဘယ်ဝေစားကတ်နိုင်ရှာမလဲလေချစ်ချစ်တောက်ပူနေတဲ့နေရောင်ကြီးတွေက ရေပြင်ကိုတဖြတ်ဖြတ်ရိုက်ခတ်နေတော့ကြည့်ရတာခေါင်းနောက်เสียပဲတင်မောစီးရေးကို မေးကြည့်တော့ကျုပ်ကဒီမှာဆင်းရမှာလို့ဆိုတယ် တေးသေးချာချာကြည့်လိုက်တဲ့အခါကျုပ်တို့တူဂျူကအော်အော်မော်ရီရက်ကွက်သာသာလောက်ရှိတဲ့တငါရွာကြီးတီရွာပဲလူကိုအယူအပေါ်မှတ်ပြီးဒီနေရာမျိုးကိုပို့လိုက်ကြသလားမသိပါဘူးဗျာဒီလောက်ခေါင်တဲ့နေရာကိုကျုပ်ဘယ်လိုလုပ်တီးခံပြီးနေရမှန်းမသိဘူးတန်တိုင်ပါဘူးလေဖြစ်သလိုအောင်ဤတီးခံနေရတော့မှာပဲဒါကြောင့် ဖောင်ပေါ်ကျုပ်ပဲအရင်ခုံဆင်းလိုက်တယ်။ကျုံနောက်ကဆက်ပြီး9ရောက်6ရောက်ခုံဆင်းလာကြဟန်သူရဲ့ဒါပြင်တစ်တာကြီးလေးလုံးကိုလည်းခြားကြသေးတယ်ပြီးမှလေရိုးသားတွေဟာဖောင်ကိုကမ်းခြေဘက်ပြန်ပြီး လော်ခဲ့ကြတော့တယ်ကမ်းကိုရောက်တာနဲ့ကျုပ်အရင်ဆုံးပဲခုန်တက်လိုက်တယ်ကမ်းနှစ်ဖူးမှာနှစ်ချေးတွဲလောင်းနဲ့ရက်ကြည့်နေတဲ့ကောင်းကလေးရဲ့လက်ကိုကင်ပြီး အလေရန်ကြောင့်ဘယ်နာမှာရှိသလဲကွယ်လို့မေးကြည့်မိတယ်။ကောင်လေးကကြောင်သွားပြီးမသိဘူးလို့ဖြေတယ်။တော်တော်ကတ်တက်တိုက်နိုင်တဲ့ကလေးပဲကြောင်နှစ်ဖူးတာတာလောက်ကျယ်တဲ့ရွာကလေးထဲမှာကြောင်ဘယ်မှာရှိမှန်းမသိဘူးဆိုတာဖြစ်နိုင်မှမလားဗျာ။အဲ့ဒီအချိန်မှာပဲကီမိုနိုအဝတ်ဆန်းဆန်းကိုဝတ်ထားတဲ့လူကြီးတစ်ယောက်ကကျောင်းနဲ့လိုက်ခဲလို့ခေါ်တဲ့အတွက်လိုက်လာလိုက်တာ။ မီနာတိုးယာဆိုတဲ့တဲခိုကန်းရှိကိုရောက်သွားတယ်။အဲ့ဒီအခန်းထဲကအပေါ့ဆိုးဆိုးမိန်းမကြီးကငှက်ဆိုးတန်ကြီးနဲ့ကြွပါရှင်ကြွပါရှင်လို့ခေါ်လိုက်တဲ့အတန်ကိုလည်းကြာရောကြွကျင်စိတ်လဲဂုံသွားပါရောပြူကျုပ်လဲအပေါ့ကမှရက်ရင်အလေရန်းကြောင်းပဲနားမှာရှိလဲလို့မေးတော့ဒီကနေ9မိုင်လောက်ယထာစီရအောင်မယ်လို့ဖြေတယ် ကျောက်ဒီမှာတဲလို့မဖြစ်ဘူးဆိုတာပိုပြီးတေချာသွားတော့တာပေါ့ဒါနဲ့ကီမိုနိုဝတ်ထားတဲ့လူကြီးစီကကျောက်ရဲ့အထုပ်နှစ်ထုပ်ကိုဆွဲယူပြီးထွက်လာခဲ့တယ်တဲခုကန်းကလူတွေကတော့အန်အောတဲ့မျက်နှာတွေနဲ့ကျုပ်ကိုကြည့်ပြီးကြံရစ်ခဲ့ကြတယ်မကြခင်မှာပဲဘူတာဘက်ကို ရောက်လာပြီးလက်မှတ်ဝယ်လိုက်တယ်ရထားရဲပေါ်တက်ကြည့်တော့လာလား တွဲကလေးတွေကမိကြည့်ဘူးကွန်တာတာလောက်ကလေးပါလားစူစူညာညာနဲ့မောင်းလာလိုက်တာ9မိနစ်လောက်လဲကြာရောစင်းရမဲ့ဘူတာကို စိုက်တော့တာပဲပြောမဲ့သာပြောရတယ်လက်မှတ်ကတော့ဈေးချိုသားပဲ9မိုင်ခီးမှ30ပဲပြီးရတယ်ဘူတာကနေလန်ချားငါပြီးကျောင်းရှိတဲ့နေရာကိုသွားကြည့်တော့ကျောင်းစင်းသွားပြီမို့ဘယ်သူမှမရှိတော့ဘူး ညတော်ဝင်ကြဆရာကလည်းကိစ္စလေးတစ်ခုနဲ့အပြင်ထွက်သွားတယ်လို့ចောင်းဆောင်ကြီးကပြောတယ်။ညတော်ဝင်ကြဆရာအလုတ်ကတဲလွတ်လပ်သွားပဲလို့လဲအောင်းမိလိုက်မိတယ်။ចောင်းအုပ်ကြီးအိမ်ကိုပဲသွားရမလားလို့စဉ်းစားပြီးမှခကြီးကလည်းပန်းလာတဲ့အတွက်လမ်းချားပေါ်ပြန်တက်လိုက်တယ်။အနည်းဆုံးတဲခုကန်ရိတ်တာတစ်ခုကိုသာပို့ပါဗျာလို့လမ်းချားသမားကိုပြောပြီးထွက်လာလိုက်တာ။ ရမရှိရောရာဆိုတဲ့တဲခိုရိတ်သားရှိကို ရောက်လာတော့တယ်။ကျောက်ငငယ်တုန်းကနပန်းလုံးငယ်တဲ့ကန္တာရော့တို့နဲ့အပေါင်ဆန်ရဲ့နာမည်နဲ့အတူတူဖြစ်နေတော့ကျုပ်ပိုပြီးစိတ်ဝင်စားတယ်။ဘာကြောင့်လဲမသိဘူးကျုပ်ကိုလှေကားအောက်ကအခန်းမောင်မောင်ကျင်းကျင်းလေးထဲမှာနေရာချထားကြတယ်။ကျုပ်ကဒီခန်းမကြိုက်ဘူးတခြားအခန်းပေးပါလို့ပြောတော့လိုက်ပို့တဲ့မိန်းမကဝမ်းနေပါတယ်ရှင်တခြားအခန်းတွေပြည့်နေပါပြီလို့ပြောကား ကျုပ်အထုပ်အပိုးတွေကိုဇွတ်ပုံချပြီးထွက်သွားတော့တယ်။တတိတိကျနေတဲ့ချွေးတွေကိုတုပ်ရင်းတီးခံနေရတော့တာပေါ့။ခဏကြာတော့ရေချိုးလို့ရပြီလို့လှမ်းအော်တန်ကြားတာနဲ့ခဏတစ်ပြုတ်ပဲရေထဲဆင်းချိုးပြီးပြန်တက်လာခဲ့တယ်။ရေချိုးကအပြန်ဘေးဘက်ကိုလှည့်ကြည့်လိုက်တော့အေးတဲ့အခန်းကောင်းတွေအများကြီးအားနေသားပဲ။အတော်ရုပ်မာတဲ့ဟာတွေ လူညာမတွေကျုပ်ကိုတက်တက်ညာကြတယ်မကြခင်မှာပဲအိမ်ဘော်တယောက်ကလင်မန်းတစ်ခုကိုတဲပြီးထမင်းပို့လာတယ်အခန်းသာညဏ်သာထမင်းကတော့တဲမိန်သားပြုထမင်းပွဲပြင်ရင်အိမ်ဘော်မကကျုပ်ကိုဘယ်ရက်ကကြွလာပါသလဲရှင်လို့မေးတဲ့အတွက်တူဂျိုကလို့ဖြေလိုက်မိတယ်ဒီတော့သူကတူဂျိုက နေလို့ကောင်းရဲ့လားတဲ့ ကျုပ်ကလည်းကောင်းပါတယ်လို့ပြန်ပြောလိုက်တယ်။ဓမေစာတော့ပြီးလို့တိမ်းသွားတဲ့နောက်ပိုင်းမှာမိဘဘက်စီကမိမတတိုက်တဝါဝါရင်မောနေကြတဲ့ံကိုကြားလာရတယ်။တိတ်နာကြပြင်းကပ်ဖို့ကောင်းတာနဲ့အဲ့ရပေါ်တက်အိတ်ကြည့်ပေမဲ့ချက်ချင်းအိတ်မပြောဘူး။ပူကပူအိုက်ကအိုက်နားကလည်းကျုပ်ရဲ့အိမ်နဲ့ဆိုင်ငါးစားလောက်ပိုပြီးစူညံမလားပဲ။ ါနဲ့ပဲကြုတ်တဖြည်းဖြည်းအိတ်ငိုက်လာတော့တယ်အိတ်ပြော်သွားတော့ကီယော်ရဲ့အကြောင်းကိုအိမ်မက်မက်တယ်ကီယော်ကအဲဂျီကိုမုတ်ဖက်ထုတ်တွေကိုပလုတ်ပလောင်းဝါးစားနေတယ်တဲ့ဖက်တွေကိုပါစားနေလို့ကြုတ်ကဖက်တွေပါစားလို့အစိတ်ဖြစ်နေပါအောင်မယ်လို့ပြောတော့ကီယော်ကဖက်ရွက်ကဆေးဘက်ဝင်တယ်ကွဲ့လို့ပြောပြီးမင်းရဲ့ရှက်ရည်တကြွကြွဝါးစားပြန်ရောကျုပ်ရေကျင်တဲ့စိတ်ပေါက်လာတာနဲ့ ဝါဟာဟာလို့ရယ်လိုက်ရောအိမ်မက်ကလန့်နိုးလာခဲ့တော့တယ်မျက်စိပူကြည့်လိုက်တော့အိမ်ဘော်ကကြုတ်ခန်းတကားတွေကို ဖွင့်နေပြီအပြင်ဘက်မှာတော့ရာတီဥရုကตายာနေလေခยีကောင်းသွားခြင်းရင် လက်ဆောင်ကန်းဆိုတဲ့သကပုံကိုကြုတ်ကြဘူးတယ်လက်ဆောင်မကန်းရင်တော့ဖြစ်တယ်လို့နေရမှာတေးကြတယ်ကြုတ်ကိုကြည့်လေဘာလက်ဆောင်မှမပေးမိလို့ အခန်းမောင်မောင်ကျင်းချင်းလေးထဲမှာဂျောင်ပိတ်မိနေပြီရုပ်ပုံကခန်းနွမ်းနွမ်းကင်းပတ်တည်းရဲ့အိဟောင်းကြီးနဲ့ထီဟောင်းကြီးကိုစောင်းထားပြန်တော့ပိုးပြီးအထင်သေးစရာနှိမ်စရာဖြစ်တာပေါ့လေတော်သူတောင်သားဖြစ်ရသားနဲ့သူတစ်ပါးကို အထင်သေးရတယ်လို့ပေါ့ဗျာဒါလောက်တောင်ဖြစ်လာတာဒင်းတို့မျက်လုံးပြူးသွားအောင်တစိုးလက်ဆောင်ပေးပြရသေးတာပေါ့ကျုပ်ကိုပေးတဲ့ပက်ဆံအလုံးတွေက ြံတဲ့ရန်30လောက်ကိုလက်ထက်မှာပိုက်ပြီးတူချူကနေထွက်လာလိုက်တာယထာကသင်္ဘောကနဲ့ရေးစကားတွေသုံးပြီးတဲ့နောက်14ရန်လောက်တော့ကြံပါသေးတယ်အားလုံးသုံးလိုက်တဲ့တိုင်အောင်အခုတွင်လကရတော့မှမို့စိုးရင်စရာမလိုဘူးလူကစီဒေါ်သားတွေကို9ရန်လောက်ပြစ်ပေးပြီးမျက်လုံးပြူးသွားအောင်လှုပ်ပြရအောင်ပါပေါ့ဒါနဲ့ကြောက်လဲအိယာကထမျက်နှာတစ်ပြီးစောင့်နေတော့ မင်းကြီးကအိမ်ပေါ်မှာသမင်းလင်မန်းတဲပြီးရောက်လာပြန်တယ်။သမင်းဘွဲပြင်နေတုန်းသူ့ပါဇက်ကပြုံးစီပြုံးစီလုံနေပြန်သေးတယ်။အတော်အမြင်ကပ်ဖို့ကောင်းတယ်။ဘာများရေစရာတွေ့နေလို့ပါလဲ။ကျုပ်ရဲ့ပုံပန်းကတောဆန်နေဆိုပေမဲ့ဘလို့ပဲကြည်ကြည်သူ့ထက်တော့အများကြီးတာပါသေးတယ်။အစပိုင်းကကျုပ်ဟာသမင်းစားတော့ပြီးမှပက်ဆန်ပေးမယ်လို့စိတ်ကူးထားပေမဲ့ သူ့ရုပ်ကိုမကြည့်ကျင်တာနဲ့ပတ်ဆက်၅ရန်ထုတ်ပေးပြီးဒါကိုရုံကမှပေးပါလို့ပြောလိုက်တယ်။အဲ့ဒီအခါမှာအိမ်ပေါ်ကကျုပ်ကိုထူးဆန်းတဲ့သဘောမျိုးနဲ့ကြည့်ပြီးထွက်သွားတယ်။သမင်းစားတော့ပြီးတော့ကျုပ်เจ้าကိုထွက်လာခဲ့တယ်။ကျုပ်ဖနက်ကတော့ငကိုအတိုင်းပဲဘယ်သူမှပုတ်တိုက်မထားကြပါဘူးဗျာ။မနေ့ကရင်လန်ချားနဲ့သွားခဲ့လေတော့ចောင်းရှိတဲ့နေရာကိုအចမ်းပြင်းတော့အမှတ်မိနေတယ် လမ်းထောင်းခွေ၃လေးခုကိုချိုးလိုက်တဲ့ဆိုရင်ပဲကျောင်းပေါက်ရှိကိုရောက်လာတော့တယ်ကျောင်းပေါက်ဝါနဲ့စင်ဝင်ဝါကြားမှာကြောက်ပြားတွေခင်းထားတယ်မနေ့ကလမ်းချားနဲ့ဝင်လာတော့ကဒီနေရာကိုဖြတ်နင်းသွားတော့ကရုံကရုံမြည်ပြီးစောင့်ခဲ့လို့အတော်ပန်းခဲ့ရတယ်။လမ်းကလေးကတွေ့ခဲ့ရတဲ့ကျောင်းယူနီဖောင်းဝတ်လူငယ်တွေဟာကျောင်းခွေပောက်ဝါကိုဝင်လာကြတယ် သူတို့အထက်မှာကျုပ်ထက်အယံ့မြင့်ပြီးတာမာတဲ့သူတွေပါတယ်။ဒီဟာတွေကိုတင်ပြရမှာပါလားလို့တွေးပြီးတော့စိတ်ထဲမှာလေးတလူလူခံစားလာပြန်တယ်။ကျုပ်ဟာမိတ်ဆက်ကပြားလေးကိုထုတ်ပြီးเจ้าအုပ်ကြီးရုံးကန်းထဲကိုဝင်သွားမိတယ်။เจ้าအုပ်ကြီးကပတိုင်းမွေးပါပါအသားမဲမဲမျက်လုံးပြူးပြူးနဲ့တောခွေးတကောင်ရဲ့ပုံမျိုးပဲ။ စကားကလည်းများတဲ့အလုတ်ကိုကြိုးစားလုတ်ကင်မှုဆုံးမစကားတွေပြောပြီးကျုပ်လက်ထဲကိုခန်းစာကြီးတစ်စောင်ပေးတယ်အဲ့ဒီခန်းစာကြီးကိုကျုပ်တိုးကျိုးကိုပြန်တော့ကလက်ထဲမှာလုံးချေပြီးပင်လယ်ထဲကို လွှင့်ပစ်ခဲ့ပြီးပြီးကျောင်းကြီးကမိတ်ဆက်ရမယ်လို့ဆိုပြန်တယ်အမှန်ကတော့ဒါဟာအပိုအလုတ်ပဲဒီလိုလိုက်ပြနေမဲ့အစားဆရာများအခန်းထဲမှာ၃ရက်လောက်ဆက်တိုက်ကတ်ထားလိုက်တာကမှပိုကောင်းအောင်ပဲ ဆရာတွေကတော့ပထမကောင်းလောင်းမထုံးမချင်းဆရာများအခန်းထဲကိုယောက်ျားအုံးမမဟုတ်သေးဘူးလို့ဆရာကြီးကဆိုတယ်။နိုင်ီကိုထောက်ကြည့်ပြီးမာဇီယာကြားဆရာတွေများပေမဲ့အခုတော့ရေပူရသဘောလောက်ပြောပြထားမယ်လို့ဆိုပြီးသူ့ရဲ့မဟာဆွေးနွေးခန်းကြီးကိုစတော့တာပါပဲ။ကျောက်ဟာဟန်မပြတ်ငြိမ်ပြီး နားထောင်နေရပေမဲ့သူပြောတဲ့စကားတွေကိုစိတ်ဝင်စားတော့ဘူး။ဆရာကြီးပြောတာတွေဟာမဖြစ်နိုင်တာတွေများတယ်။ ကျုပ်လိုဖြစ်ကြက်ဆန်းနေတတ်တဲ့လူကကျောင်းသားတွေရဲ့ရှေ့မှာဆံပြဖြစ်ရမယ်ဆိုတာရယ်ဆရာတွေထဲမှာလည်းဆန်နမူနာ ထားရမယ်ဆရာတယောက် ဖြစ်ရမယ်ဆိုတာရယ်ကျောင်းပြင်ပမှာလည်းအကျင့်သိက္ခာနဲ့ပြည့်စုံရမယ်ဆိုတဲ့အချက်တွေကိုဘလို့လုပ်ပြီးလိုင်းနာနိုင်ပါမလဲဘလောက်တောင်ကောင်းမြတ်ပြီးတော်တဲ့လူဆိုရင်ဒီလိုတောလက်ကြီးရွာကို လာပြီး ငွေလေးရမ်း40လောက်သာရတဲ့အလုပ်မျိုးဘယ်လုပ်ပါမလဲလူဆိုတာများသောအပြင်တယောက်နဲ့တယောက်တိတ်မကွာခြားကြပါဘူးစိတ်တို့ရင်ရမ်းဖြစ်ကြတာပဲမဟုတ်လားသူပြောတဲ့အတိုင်းသာဆိုရင်ကြုတ်ဖို့စကားလဲတခုံးမှပြောထွက်မှာမဟုတ်တလို့လမ်းတောင်ထွက်လျှောက်ရဲမှာမဟုတ်တော့ဘူးဒီလောက်တင်းကြပ်မှန်းအဆကမသိလို့ပေါ့ကြုတ်လိန်ပြောတာလဲမကြိုက်ဘူးဒီတော့ ။ "तू ပြောတာကိုငြိမ်းနားထောင်နေပြီးမှငါဆက်လုပ်လို့မဖြစ်တော့ဘူး။ပြန်မှပဲ"လို့တွေးမိလိုက်တယ်။တဲကိုရိတ်သားမှငါးရန်ပေါက်စုပေးလိုက်တဲ့အတွက်ကျုံမှာ၉ရန်လောက်ပဲကျန်တော့တယ်။ပေါစုမပေးခဲ့မိရင်ကောင်းတာကျုပ်အတော်ဝမ်းနေသွားမိတယ်ဒါပေမဲ့ကိုရန်လဲကိုရန်လောက်တော့တာသွားမှာပဲတူကြိုကိုပြန်မှုခကြီးစရိတ်မလောက်သည့်တိုင် ကြံဖန်ပြီးပြန်သွားလို့ရနိုင်သေးတယ်။လိန်ပြောရမှာကိုတော့ကျုံမုံးတယ်ဒါကြောင့်ကျုပ်ကရှာကြီးပြောတဲ့အတိုင်းလိုက်လှုပ်လို့မဖြစ်နိုင်ပါဘူးဒါကြောင့်ဒီခန့်စာကို ပြန်ယူပါလို့ပြောချလိုက်မိတယ်။ဒီတော့ကျောင်းကြီးဟာတောခွေးတကောင်လို မျက်လုံးပေကလပ်ပေကလပ်လှုပ်ရင်းကျုပ်ကိုကြောင်းပြီးကြည့်နေတယ်ပြီးမှဒါကသဘောလောက်ပြောတာပါကွာ။ မင်းမလိုက်နာနိုင်ဘူးဆိုတာလဲသိပါတယ်လို့ပြောပြီးရည်တယ်ဒီလိုဆိုရင်ဘာလို့ဒီစကားတွေအပူပြောနေရသေးလဲဗျာဒီလိုနဲ့ထွေရလေးပါပြောနေတုန်းចောင်းတက်ခေါင်းလောင်းကမြည်လာတယ်အတန်းတွေစီကសੁញ្ញန်တန်နေလဲထွက်လာတယ်ဆရာတွေရောက်တော့မယ်သွားစို့လို့ဆိုတဲ့အတွက်လဲကျောက်ចောင်းအောင်ကြီးနောက်ကနေဆရာများအခန်းထဲကိုရောက်သွားမိတယ် ။ရှားရီဟာအခန်းကျဲအရှိကြီးထဲမှာနိုင်ရန်နားကိုကပ်ပြီးဝိုင်းထိုင်နေကြတယ်။ကျုပ်တို့လည်းဝင်သွားလိုက်ရောစောစောကလေးကတိုင်ပင်ထားသလို ဝိုင်းကြည့်ကြတယ်။ကျုပ်ကိုအထူးဆန်းတရဝများ အောက်မေ့နေကြသလားမပြောတတ်ပါဘူး။ဒါနဲ့ဆရာကြီးစီစဉ်တဲ့အတိုင်းဆရာတယောက်စီရဲ့ရှေ့ကိုသွားပြီးခန်းစာကို ထောင်ပြကမိတ်ဆက်ရတယ်။ကျုပ်ကခန်းစာကို ပြလိုက်တဲ့ဆိုရင် ်ဆရာတယောက်ဖင်ကြွပြီးကျုပ်ခန့်စာကိုယူကာကျုပ်ကိုအယိုသေးပြုတ်လေပြီးမှကျုပ်စီကိုပြန်ပေးရင်အယိုသေးပြုတ်ပြန်တယ်ဘုန်းကြီးเจ้าမှာသွားပြီးဝစ်ချနေတဲ့အတိုင်းပဲဒီလိုနဲ့15ရောက်မြောက်ကာယဆရာရဲ့အလှဲ့လဲရောက်ရောသူကတခြားလူတွေထက်အကျိမ်များစွာထတ်လုံနေတဲ့အတွက်စိတ်ထဲမှာကတိကအောက်ဖြစ်လာတော့တယ် ကျုပ်လဲညင်းငွေလာတော့တယ်ဘယ်နဲ့ဒီအလောက်ပဲထပ်ပြန်တလဲလဲလုံနေရတော့မညင်းငွေပဲရှိနိုင်ပါတော့မလားသူတို့ကဒီကြိမ်ပဲလုံရတာကျုပ်က15ကြိမ်တောင်ဆိုတော့မောလာတော့တာပေါ့တစ်ဖက်သားပဲလဲနည်းနည်းပါပါကိုချင်းစာဖို့ကောင်းတယ်ကျုပ်မိတ်ဆက်နေတော့ဒုတိယအကြောင်းအုပ်ဆိုတဲ့လူကိုတော့တတိထားလိုက်မိတယ်သူ့နာမည်ကိုတော့ကောင်းကောင်းမမှတ်မိတော့ဘူးသူကစာပေပညာသင်တဲ့ဆရာပဲ စာပေပညာသင်တဲ့လူဆိုတော့တက်တူတစ်ခုခုကဘွဲရဖြစ်လို့အထင်ကြီးကြပဲဒါပေမဲ့သူကမင်းမရှာတယောက်လူညောင်နာနာအတန်ကလေးနဲ့စကားပြောတတ်တယ်ပိုပြီးအံ့ဩဖို့ကောင်းတာကနှွေးခေါင်ကောင်းမှာဖလန်နဲ့အင်းကြီးအနီကြီးကိုဝတ်ထားတာပဲဘလောက်အိတ်လိုက်မယ်မပြောတတ်ဘူးစာပေအမှုပညာသမားဆိုတော့တတ်တတ်ရရဝတ်စားထားတာပေါ့ ဒါပေမဲ့သူဝှက်ထားတဲ့အင်ကြီးအနီကြီးကကိုယ့်လိုကန့်လန့်ဖြစ်နေတယ်။နောက်မှမေးကြည့်တော့ဒီလူကတစ်နှစ်လုံးအင်ကြီးအနီကိုအမြဲဝှက်တတ်တယ်ဆိုပဲ။သူ့မှာကယောဂဇန်တစ်မျိုးလည်းရှိတယ်လို့သိရတယ်။ကာယကရှင်ကိုနိုင်ကရှင်းပြတော့အနီရောင်ဟာကိုယ်ခန္ဓာအတွက်ဆေးဘက်ဝင်တယ်လို့ဆိုတယ်။ကျမ်းမာရေးအတွက်ဝှက်တင်တယ်လို့ဆိုပေမဲ့ကျုပ်တော့မယုံဘူး။ဒီလိုဆိုရင်ဘာဖြစ်လို့ဘောင်းမီရော အဘောအင်းကြီးကိုပါအနီရောင်ချုပ်မထားရသလဲလို့ပြန်မေးလိုက်ခြင်းနဲ့နောက်တယောက်သတိထားမိတာကမျက်နာဖြူဘက်ဖြူလျော်နဲ့လူဟာမြားတော့အဖင့်ပိန်တတ်တယ်ဒီလူကြတော့ဝနေတယ်ကျုပ်မူလရန်ကျောင်းသားဘဝတုန်းကအစာအီးဆိုတဲ့တငယ်ချင်းတယောက်ရဲ့အဖေကလည်းသူ့လိုပဲဖြူဘက်ဖြူလျော်ပဲ သူကလယ်သမားလယ်သမားတိုင်း ဖြူဘက်ဖြူရောဖြစ်နေသလားလို့ကီယော်ကိုမေးကြည့်တော့ဒီလိုလည်းမဟုတ်သေးဘူးလို့ဆိုတယ်။အဲ့ဒီပုဂ္ဂိုလ်ကရွှေဖြုံသည့်အစိမ့်တွေချက်စားလို့ဒီလိုဖြစ်တာလို့ပြောတယ်။အဲ့ဒီချိန်ကစပြီးမျက်နှာဖြူဘက်ဖြူရောနဲ့ခါဝါဝါဝလူတွေတွေ့ရင်ရွှေဖြုံသည့်အစားကျူးတဲ့လူတွေပဲလို့ကောက်ချက်ချမိတယ်။အင်္ဂလိပ်စာဆရာဟာလဲတေချာပေါ့ရွှေဖြုံသည့်တွေအများကြီးစားမှာပါပဲ။ ရှေပြုံသီးတွေစားရင်ဘာဖြစ်လို့ဒီလိုဖြစ်ရတယ်ဆိုတဲ့အကြောင်းကိုတော့ကြောက်လဲနားမလဲဘူးကီယော်ကိုမေးကြည့်တော့လဲပြုံးယုံတာပြုံးတယ်ပြန်မဖြေဘူးကီယော်လဲဂါဂနာနာတိဟံမလုပ်ဘူးလေဒါပြင်ကြောက်နဲ့တဌာနတဲ့ဖြစ်တဲ့သင်္ချာစရာဟောတာဆိုတဲ့လူလဲရှိသေးတယ်သူကလူပုံထွားထွားမျက်နှာပေါက်ဆိုးဆိုးသပင်မွေးထောင်ထောင်နဲ့တစ်အဲ့ဒီကြီးစူးတက်ထားသလိုပဲ သူ့ guide ကအဲဤဇံဘုန်းကြီးเจ้าကเจ้าနိုင်တွေလိုပဲတုံ့မှုန်နေတယ်။ကျောက်ကသူ့ကိုခန့်စာပြလိုက်တယ်ဆိုရင်ပဲခန့်စာကိုတည်တည်ချာချာမဖတ်ပဲ။ဆရာအစ်စ်ဆိုတာမင်းလား။အင်လာလေပေါ့ကွာ။လို့ပြောတယ်သူကဘာကြောင့်တဟားဟားလောက်ရတာလဲသူတပားကလေးလေးစားစားဆက်ဆန်တာကို မခန့်လေးစားပြန်ပြောတတ်တဲ့သူ့လိုလူမျိုးအိမ်ကိုဘယ်သူကသွားလည်มาတဲ့လေအဲ့ဒီအချိန်ကစပြီးသူ့ကိုကျုပ်ကဖြူကောင်းလို့နာမည်ပေးလိုက်တယ်တရုတ်စလုံးရေးတင်တဲ့ဆရာကတော့ထုံးစံအတိုင်းတေးသေးတတ်တတ်ဝတ်စားထားတယ်ကျုပ်ကိုတွေ့တယ်ဆိုရင်ပဲဆရာကမနေ့ကကြွလာတယ်ထင်ပါခရီးလမ်းကပန်းလာရော့မယ်သို့ပေမဲ့ မောရပန္နာအတာထားတပည့်အများကို ရောက်ရောက်ချင်းစာတင်ကြတော့မယ်ပေါ့တော်ပါပြီလေလို့နှုတ်ဆက်ရင်းကြီးကျူးနေတော့တယ်သူကအတော့ကိုခင်မင်မှုကောင်းတဲ့အဖိုးအိုတယောက်ပဲပကြီးစရာကလည်းတကယ့်အမှုပညာသမားကိုက်ပဲပိုးရင်ကြီးပါးပါးလွာလွာကလေးကိုအตาလေးဝက်ပြီးရက်တောင်တစ်ချက်နဲ့ရက်ခတ်ရင်းဘယ်မျိုးကလည်း အဲတိုဂျိုဟုတ်လားဝမ်းသာလိုက်တာခုလိုခင်မင်ရတာကိုလဲတိုဂျိုသားပဲလို့ပြောတယ်ဒီဂိုက်မျိုးကတိုဂျိုသားဆိုရင်ကျောက်တောင်တိုဂျိုမှာမွေးခဲ့တာမှားပြီเจ้าเสียရွေးအကြောင်းသာအကုန်လိုက်ရေးပြနေရင်ဆုံးမှာမဟုတ်တော့ဘူးဒီမှာရတန်းကရက်ကြပါစို့ဒီလိုဆရာရွေးနဲ့မိတ်ဆက်ပေးပြီးတဲ့အခါမှာเจ้าအုပ်ကြီးကမောင်ရင်လဲ ပန်းလာရော့မယ်နားကျင်နားပါတပက်ခါကြတော့စတက်တာပေါ့ဘဲချိန်တွေတင်ရမယ်ဆိုတာကိုတော့တင်ချာဌာနမှုနဲ့တိုင်ပင်ပေါ့လို့ဆိုလာတယ်ကျောက်ကတင်ချာဌာနမှုဘယ်သူလဲလို့မေးကြည့်တော့ဖြူကောင်ဖြစ်နေတယ်စိတ်ညစ်ပါရဲ့ဗျာဒီလိုလူမျိုးအောက်မှာအလုပ်လုပ်ရမှာစိတ်ကုန်ကြပါပဲဖြူကောင်ကပြောတယ်မင်းခုဘယ်မှာနေသလဲ ယမရှိယောယာတဲခုကမှလာမကြခင်ငါလာလဲပြီးဆွေးနေပါမယ်သူကပြောပြောဆိုဆိုနဲ့ပဲမြေပြူနဲ့ဒတ်စတာကိုယူကာစတင်ကန်းဘက်စီကိုထွက်သွားတယ်ဌာနမှုဖြစ်ပါရဲ့နဲ့ကိုယ့်လက်အောက်ကလူစီလာပြီးဆွေးနွေးမယ်ဆိုလို့အံ့ဩစရာပါပဲဒါပေမဲ့သူ့အိမ်ကိုမခေါ်ရဘဲကျေးဇူးတင်ရအောင်မယ်เจ้าကထွက်လာတော့ တဲခိုရိတ်သားကို ပြန်ယုံမဲရှိတော့တာပေါ့တဲခိုကံပြန်လဲဘာလုံးမှမရှိတာအတူတူမြို့ထဲရှောက်ကြည့်မှပဲလေလို့စိတ်ကူးပေါက်ပြီး ခြေဥတရာကို လမ်းလျှောက်ထွက်လာခဲ့တယ်လမ်းမှာခရိုင်ဝန်းယုံကြီးကို တွေ့ရတယ်ပြီးခဲ့တဲ့နှစ်ပေါင်းတရာကျော်လောက်က ဆောက်ခဲ့တဲ့အဆောက်အဦးဟောင်းကြီးပဲတခါစစ်သားတွေနေတဲ့ဘားတိုက်ကိုလည်းတွေ့ရတယ် ကျုပ်တို့တူကြကအခုဆိုးစစ်တက်လောက်မကြည့်ဘူးဒါနဲ့မျိုးလေဈေးကိုရောက်သွားတယ်တူကြကတာကုရာဇာကဈေးတဝက်လောက်တောင်မရှိဘူးဆိုင်တွေကလည်းတိတ်မရှိဘူးဒီမျိုးမှာထင်းထင်းရှားရှားဆိုလို့ဘရေဒရစ်ခစ်ကတိဆောက်ခဲ့တဲ့ရဲရိုက်ကလေးတစ်ခုပဲရှိတယ်ဒါလည်းပဲတိတ်ကြီးကျယ်လာတာမဟုတ်ပါဘူး ။ကောက်ပဲသီးနှံဘူးရှဲတတန်းလောက်သာထွက်တဲ့နယ်ကလေးတစ်ခုပါပဲ။ကျောက်ဟာလမ်းလျှောက်ရင်းကနေရဲလိုက်မြို့တော်လို့ကိုကိုဂုံဖော်ကြွားဝါနေတဲ့ဒီမျိုးသားတွေကိုတနာနေမိတယ်ဒီလိုနဲ့ပဲရမရှိရောရာတဲခုရိတ်သားရှိကို ရောက်လာတော့တယ်အမှန်တော့ဒီမျိုးကလေးဟာကျဲမယောင်နဲ့ကျင်းတဲ့မျိုးကလေးပဲဒီတော့ခဏကြည့်ယုံနဲ့အာလုံးနှံ့သွားခဲ့ပြီလို့ဆိုရလိမ့်မယ် စားစရာတခုခုတော့ပြင်ထားမှာပဲဆိုတဲ့အတွင်းနဲ့ကျုပ်ဟာတဲခိုကန်းနဲ့ဝင်ခဲ့တယ်။အိမ်ဝရောက်တယ်ဆိုရင်ပဲရှေ့ကမ်းမှာစောင့်နေတဲ့ပိုင်းရှင်အတော်ကြီးဟာပြားပြားတလဲထွက်လာပြီးကျုပ်ရှေ့မှာဒူးထောက်ခါအယိုအသေးပြုတ်ကျိုးဆိုတယ်။ကျုပ်ကဖနှက်ချွတ်ပြီးအခန်းထဲဝင်သွားတော့ခနေ့အခန်းတစ်ခန်းလွတ်လွတ်ပြောင်းနေလို့ရပါပြီလို့ပြောပြန်တယ်။ ဒါနဲ့ကျုပ်လည်းအိမ်ပေါ်တယောက်ရဲ့အကူအညီနဲ့အခန်းပြောင်းလာခဲ့မိတယ်။အခန်းကအပေါ်ထက်ရှေ့ဘက်မှာဖြစ်တယ်။ဆက်ရှိပေ15ပီလောက်ကျဲတယ်ကျက်တီရေကန်းတော်ကောနာမကလည်းအကျယ်ကြီးပဲအဲ့ဒီမှာပကြီးကားတွေချိတ်ပြီးပန်းလှလည်းပြင်ထားတယ်။ကျုပ်တက်တက်မှာတော့အခန်းနာဆုံးခန်းလို့ဆိုရမယ်။နောင်ဘယ်တော့မှဒီလိုကြကြနတ်နတ်နေရမယ်မသိဘူးလို့တွေးရင် ကျောက်ဟာအပေါ်အင်းကြီးကို ချွတ်ခါအခန်းလယ်မှာ ခြေပြစ်လက်ပြစ်လဲချလိုက်တယ်။အပါဒေဇင်ရှိပါလားလို့လဲတွေးမိလိုက်တယ်။နေလဇာစားပြီးပြင်းကျောက်ကီယောစီကို စာရေးဖို့ပြင်ရတော့တယ်။ကျောက်ကစာရေးသားမကောင်းတဲ့အပြင်စလုံးပေါင်းလဲခဏခဏမတ်တက်လို့စာရေးရမှတိတ်ကြောက်တယ်။ဒါပေမဲ့ခုနေကီယောတယောက်စိတ်ပူနေရှာရော့မယ်။ လမ်းမှာများတင်မောနစ်ပြီးအနှိမ့်ဆရောက်နေသလားလို့စိုးရိမ်နေတော့မယ်လို့တွေးပြီးကြောက်တတ်နိုင်သလောက်ကြိုးစားကအရှိကြီးရေးလိုက်မိတယ်ကြောက်ရေးတဲ့စာကကီယောဂျမန်နေကရောက်ရှိပါသည် အလွန်ပြင်းစရာ ကောင်းသောနေရာ ဖြစ်ပါသည်ယခုအခါ15ပေ18ပေကျယ်သည့် အခန်းကြီးထဲ၌အိပ်ရပါသည်တဲခုကံပိုင်ရှင်မိမကြီးကသူ့နဖူးနှင့်ကြမ်းမြင်ထိသည့်အထိအလေးပြုနေသည်ကိုတွေ့ရပါသည်မင်းညကအိပ်မပြောခဲ့ပါ ကီယောကမုတ်ဖက်ထုတ်တွေစားနေသည်ကိုအိမ်မက်မက်ခဲ့ပါသည်နောက်နေ့ຫນွေရောက်လျင်ဆက်ဆက်ပြန်လာပါမည်ဒီနေ့တော့အเจ้าကိုသွားပြီးဆရာအားလုံးအတွက်နာမည်ပြောင်များ မဲ့ပေးခဲ့ပါသည်ចောင်းអុកជីကိုតောခွေးသူចောင်းអុកကိုရှက်អင်းជីအនីអង់គ្លេសាសៀាကိုရွှေភយងသည်တင်းချាសៀាကိုဖြူកောင်းបជីសៀាကိုសက်កាត់លូပြက်សាទីសាទីဖြင့်ဖြစ်ပါသည်ណောင်ខាမအသေးစိတ်សាយេបអំមីចាំមកရှင်លမ်းပါစီបော့ចាំលុយេလိုက်တယ် စာလက်ပြီးရောအတော်ကြီးကျဉ်တ်သွားတယ်အိတ်ချင်လာတာနဲ့စောစောကလိုအခန်းထဲမှာခြေပြစ်လက်ပြစ်အိတ်ချလိုက်မိတယ်ဒီတစ်ခါအိမ်မောကျတော့လိုက်တာဘာအိမ်မက်ကိုမှ မမက်တော့ဘူးဒီခန်းလာဆိုတဲ့အတန်မြဲကြီးကိုကြားရလို့မျက်လုံးဖွင့်ကြည့်လိုက်တော့ဖြူကောင်း ဝင်လာတာကိုတွေ့ရတယ်စောစောစီးစီးအာတော့နာပါရဲ့ယော့ဒါမင်းရဲ့အချိန်စရာပဲလို့ မျိုးလုံးဖွင့်စာကျုပ်ကိုအချိန်စီရင်ထိုးပေးလိုက်တယ်။အချိန်စီရားကိုကြည့်လိုက်တော့ကျုပ်အတွက်ဘာမှအခက်အခဲရှိလာတာမဟုတ်ပါဘူး။ဒါကြောင့်ဆရာကြီးကတပတ်ခါမှအလုပ်ဝင်ဖို့ပြောထားပါရဲ့နဲ့။နဖန်ဆရမယ်လို့ပြောလာတာကိုလည်းကျုပ်ဘာမှစောရကတက်မနေတော့ပါဘူး။အချိန်စီရင်အကြောင်းစာတင်ကြားရေးအကြောင်းဆွေးနွေးပြီးတော့ ဖြူကောင်ကအခန်းရဲ့အခြေအနေတွေအကဲခတ်ကြည့်လိုက်ပြီးမင်းဒီလိုတဲခုတ်ကမ်းမှာအမြဲဘယ်နေနိုင်မှမလဲကိုအိမ်ကောင်းကောင်းရှာပေးမယ်ပြောင်းမလားအဲ့ဒီနေရာကတခြားလူဆိုရင်လက်ခံမှာမဟုတ်ဘူးကိုပြောပေးရင်တော့ရတယ်မြန်မြန်ပြောင်းကြစို့လားဒီလိုလုပ်လေဒီနေ့အိမ်သွားကြည့်မယ်နှက်ဖန်ပြောင်းတပက်ခါကြတော့ចောင်းတက်ဘောလို့တယောက်တည်းပြောပြီးအကြံပေးလာတယ် ဟုတ်တယ်ဒီလောက်ကျဲတဲ့အခန်းကြီးမှာဘယ်သူကြာကြာနေနိုင်မှမလဲလဇာတွေအကုန်လုံးအခန်းလကနဲ့ပြောင်းသွားလိမ့်မယ်ငားရန်လက်ထိုးပြီးစမှုနှမျောစရာ ကောင်းပေမဲ့ပြောင်းစရာရှိတာမြန်မြန်ပြောင်းမှ ကောင်းတော့မှာမှုဖြူကောင်ကိုပဲအားကိုရတော့တယ်ဒီတော့ဖြူကောင်ကသွားစို့လို့ဆိုပြီးချက်ချင်းထွက်လာခဲ့ကြတော့တယ်မြို့ပြင်ဘက်တောင်ဆောင်တစ်ခုမှာဆိုတော့ အိမ်ကအတော့ကိုအေးအေးချမ်းချမ်းရှိတဲ့နေရာပဲအိမ်ရှင်ကရှေးဟောင်းပစ္စည်းအယောင်းဆိုင်ပိုင်ရှင်ပဲနာမည်ကဤကဂင်းလို့ခေါ်တယ်ကျုပ်လေတန်းကျောင်းသားဘွားလုံးက watch ဆုံးမဆိုတဲ့စကားလုံးကိုဖတ်ရဘူးလေအိမ်ရှင်မိန်းမကြီးဟာ watch နဲ့တထေရတဲ့ပဲသူ့ဘာသာဆုံးမကလို့ဘာဖြစ်ဖြစ် ကို့မိန်းမမှမဟုတ်ပဲကိုနဲ့မဆိုင်ဘူး ဒါနဲ့ကြောက်လဲဒီအိမ်ကိုမနှက်ဖန်ပြောင်းလာဖို့ဆုံးဖြတ်လိုက်မိတယ်။အပြန်လမ်းမှာတော်ရစ်ကြောဆိုတဲ့နေရာကိုရောက်တော့ဖြူကောင်ကကျောက်ကိုတီးတီးဆောင်အေးတစ်ခွက်ဝယ်တိုက်တယ်။ကျောင်းမှာစတွေ့စတုန်းကဒီလူဟာအတော်အပေါင်းရအသိဉာဏ်ခက်မဲ့လူပဲလို့ထင်ခဲ့မိပေမဲ့တည်တည်ချာချာပေါင်းကြည့်တော့တိတ်မဆိုးပါဘူး။ကျောက်လိုပဲဟောဟောဒိုင်းဒိုင်းပွင့်ပွင့်လင်းလင်းဆက်ဆန်တတ်တယ်ဆိုတာသိလာတယ်။ နောက်မှမေးကြည့်တော့ဒီလူကចောင်းသားတွေကြိုက်တဲ့စာတင်တော်တဲ့ဆရာတယောက်ဆိုတာကိုသိလာရတယ်